နိုင်ငံတကာသတင်းတော်အနေနဲ့ကတော့2022ခုနှစ်ဖေဖော်ဝါရီလရုရှားနိုင်ငံကစတင်ကျူးကျော်ရှင်ကစပြီးအစိုးရဝန်ထမ်းနဲ့ပြည်သူတွေအပါအဝင်ယူကရိန်းနိုင်ငံသားစုစုပေါင်း4,952ယောက်ကိုရုရှားကပြန်လည်ပေးအပ်ခဲ့တယ်လို့ယူကရိန်းသမ္မတဇလန်စကီကပြောဆိုလိုက်ပါတယ်ရုရှားကယူကရိန်းကိုကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက်စစ်သုံးဘက်တွေပြန်လည်စစ်တမ်းလေးလေးခဲ့တာမှာအေပီလ16ရက်ကလည်းစစ်သုံးဘက်900ကျော်ကိုထပ်မံလေးလေးခဲ့ပါတယ် ယူကရိန်းဝန်ဆောင်မှုဝန်ထမ်းနေရက်89ခုနှစ်ကိုရုရှားနိုင်ငံမှာဖမ်းဆီးခံထားရကနေနေရက်ကို ပြင်လာခဲ့ပြီလို့ယူကရိန်းသမ္မတဇယ်လန်စကီကပြောဆိုခဲ့ပါတယ်။ယူကရိန်းအစိုးရကလည်းရုရှားစစ်မှုထမ်းနေရက်46ကိုလွှဲပြောက်ခဲ့တယ်လို့ရုရှားကကွယ်ဝန်ကြီးဌာနကပြောဆိုထားပါတယ်။နောက်ထပ်ဒဏ်ရာရှိသူယူကရိန်းစစ်သုံးဘန်း30တယောက်ကိုယူကရိန်းစီလွှဲပြောက်ပစ်ခဲ့ပြီးဒဏ်ရာရှိသူရုရှားစစ်မှုထမ်း15ယောက်ကိုလည်းယူကရိန်းအစိုးရကပြန်အပ်ခဲ့ပါတယ်။ တုံးပင်းလေးလေးဖို့စီစဉ်ပေးခဲ့တဲ့ RS ဆိုပါမများပြည်ထောင်စုကိုရုရှားနဲ့ယူကရိန်းနိုင်ငံလုံးကကျေးဇူးတင်တယ်လို့ပြောဆိုခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။